ခန္ဓာကိုယ်အယမ်းပိန်သေးနေလို့ကိုယ့်ကိုယ်ကိုအားမလို့အားမရစိတ်တက်ကြနေတဲ့လူရှိလားကျွန်တော်ကိုယ်တိုင်လည်းချိန်တော့ဒီလိုမျိုးမချွတ်လေးဘဝနေလာခဲ့တာဖြစ်တယ်ဒီနေရာမှာကျွန်တော်ယောက်ျားလေးရောမိန်းကလေးရောအထူးသဖြင့်လူငယ်တွေခန္ဓာကိုယ်ယမ်းပိန်သေးလို့ကိုယ့်ကိုယ်ကိုစိတ်တက်ကြနေတဲ့လူငယ်တွေအတွက်ကျွန်တော်သိပ်ပံလေးကြရှင်းလင်းချက်တွေနဲ့အတူကျွန်တော်ရဲ့ကိုယ်တွေကိုပါပေါက်ဆက်ပြီးတော့ knowledge sharing တွေတခုလုပ်ပေးမှာဖြစ်တယ်နံပါတ်1မိတ်ဆွေတို့တတိထားမှာ ဒီလိုမျိုးပိန်သေးတဲ့အခါကျွန်တော်ကိုယ်တိုင်လည်းဖြစ်ခဲ့တာပေါ့နော် genetic ကိုထိုင်ပလိန်တယ်အာငါမျိုးရိုးကဒီလိုပဲဖြစ်လာခဲ့လို့ငါ့ကိုဘာလို့ထထချိုင်းချိုင်းအမွေးလာခဲ့တာလဲဆိုပြီးထိုင်ပလိန်တယ်ကျွန်တော် genetic ကြီးကပြောင်းလဲလို့မရဘူးဟောယနေ့ခေတ်တိုးတက်လာလို့အမွေးခင်ကကြိုပြီးတော့ငွေကုန်ကြေးကြခံပြီးတော့ DNA တွေပါပြောင်းလဲလို့ရတာရှိကောင်းရှိတယ်ဒါတစ်ပိုင်းဟာလာကျွန်တော်တို့မှာအကောင်လိုက်လူဖြစ်လာပြီဗျာဒါကြီးကိုကျွန်တော်တို့ဆယ်ကျော်သက်ဘဝမှာဒီများရည်နဲ့ရှင်ပြီးဟာမှာတေးတယ်ပါညာဘလိန်လေလို့ မရဘူးလေကျွန်တော်တို့ဘလိန်ငယ်ဒါဘလိန်နေလို့လည်းဖြစ်လာတာမှာမဟုတ်တာဆိုတော့ genetic ကိုထိုင်မှာဘလိန်နေနောက်ပြီးတော့နံပါတ်1ချက်ကိုကိုကိုအရန်ဝေဖန်ဖြစ်တင်တာမလုပ်ဘူးဝေဖန်ဖြစ်တင်တာမလုပ်ဘူးဟုတ်တယ်ငါပိန်နေတယ်အဲ့တော့ငါဘာလို့မျိုးခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားအောင်လုပ်မလဲပို့ပြီးတော့လေ့လာမယ်ပို့ပြီးတော့စ조사မယ်အဲ့လိုမျိုးအတွေးခေါ်နေပြီးရောင်းလဲပါနောက်တစ်ခုကကျွန်တော်တို့ကအဆုံးရောက်သွားတာဒီငါပိန်နေငါတကုံစားမယ်တကုံကစားမယ်အဲ့လိုလုပ်မယ်အဆုံးရောက်လို့မရအောင်ကျွန်တော်အဆုံးရောက်တာဗန်နီးထဲမှာကျွန်တော်တို့အောင်မြင်မှုကိုရရှိမှာ မဟုတ်ကံကောင်းချွတ်ချော်ပြီးရသွားတာလည်းတရားနေရဘူးဆိုတော့ကျွန်တော်တို့တိတ်တန့်နေကြကျွန်တော်တို့အစားအသောက်တွေကိုဘယ်လိုမျိုးတွက်ချက်စားမလဲနောက်ပြီးတော့လေ့ကျင့်ခန်းတွေကိုဘယ်လိုမျိုးစနစ်တကျလုပ်မလဲဆိုတာကိုကျွန်တော်စာတွေ့နဲ့ငါတွေ့ကို ပေါင်းဆက်ပြီးတော့ထုံးစံတိုင်းပဲ whiteboard ကြီးနဲ့ကျွန်တော်ကြာကြာနာနာလေး sharing လုပ်ပေးမှာဖြစ်တယ်ဒါဆိုရင်တော့ခု sharing လုပ်ပေးမယ် skinny to fit ဆိုတဲ့အကြောင်းအရာလေးကိုဆက်ကြည့်လိုက်အောင် အမေမင်္ဂလာပါ Fit for Life Build a Sign Page ရဲ့ Founder ကိုနေဖြစ်ပါတယ်မိတ်ဆွေတို့ Body Transformation လုပ်တဲ့အခါမှာအခက်အခဲမရှိအောင်လေ့ကျင့်ခန်းနဲ့ပတ်သက်လို့ Anatomy ကဘယ်လိုရှိတယ်ဘယ်လေ့ကျင့်ခန်းကိုဘယ်လိုရွေးချယ်သင့်လဲဆိုတဲ့ Knowledge Sharing Video တွေ Diet လုပ်တဲ့အခါမှာအစာအာဟာရအုပ်စုတွေကဘယ်လိုရှိလဲအစာအသောက်ကိုဘယ်လိုလျှော့စားသင့်တယ်တိုးစားသင့်လဲ မိမိရဲ့ body goal နဲ့အလိုက်ဘယ်လိုမျိုးအစားအသောက်တွေကိုရွေးချယ်တင်လဲဆိုတဲ့အကြောင်းအရာတွေကိုယခုလိုမျိုးပိုက်ပုံနဲ့သိပ္ပံနည်းကြအသေးစိတ်လူတိုင်းနားလည်အောင်ရှင်းပြတဲ့ content တွေကိုဖန်တီးပေးနေတဲ့သူဖြစ်ပါတယ်ပထမဦးဆုံးတော့ဒီ science base အကြောင်းလေးတွေကို calorie ဘလို့တွက်စားရမလဲဘလောက်စားရမလဲရှင်းပြမယ်နောက်ပြီးရင်လက်တွေ့မှာကျွန်တော်တို့ဘလို့အသုံးချလို့ရမယ်နည်းလမ်းလေးရှိတယ်အဲအဲ့လိုမျိုးလေးနှစ်ခုတည်းလေးကိုရှင်းပြပေးတော့ပထမဦးဆုံးကျွန်တော်တို့သိထားမှာ တစ်နေ့ကိုကယ်လိုရီဘယ်လောက်စားရမလဲလူတိုင်းလူတိုင်းမှာတစ်နေ့တာစားမယ့်ကယ်လိုရီပမာဏတွေရှိတယ်အဲ့ထက်ပိုပြီးတော့တိုးစားဖို့လိုတယ်အဲ့တော့ဒီထက်လွယ်တဲ့ theory တော့မရှိတော့ဘူးကျွန်တော်အရင်တော့ပြရတဲ့ theory ကနည်းနည်းရှိတာမတွက်တက်ဘူးပဲဖြစ်တယ်ညာဖြစ်တယ်အဲ့တော့အလွယ်ဆုံး theory လေးကျွန်တော်ပေးထားတယ်ယောက်ျားလေးဆိုရင်ကျွန်တော်တို့ဒီမှာ30အမြောက် body weight မိတ်ဆွေတို့ရဲ့ body weight kg ပေါ့နော် kg ကို30နဲ့မြောက်မယ်နောက်ပြီးတော့အပေါင်း6.25အမြောက် height in centimeter မဲဆွေတို့ရဲ့အရက်အမြင့်ကို centimeter ဖွဲ့လိုက်မဖွဲ့တဲ့အရင်ကျွန်တော်တို့ Google မှာဗျာကိုယ့်ရဲ့ဟိုအရက်အမြင့်ပေါ့နော်ဘနက်ပေဘနက်လက်မ into centimeter အဲ့ဒါထွက်လာလိုက်မယ်အဲ့ဒါမြောက်လိုက်နောက်တစ်ခုကအနှုတ်လက္ခဏာငားအမြောက်မဲဆွေတို့ရဲ့အသက်အပေါင်းငားဒါ theory လေးပေါ့အမေကလေးဆိုရင်လေဒီမှာဒီ theory လေးဖြစ်မယ်ပါကွာဝါလေးဆိုတော့ဒီမှာအပေါင်းငားဒီမှာအနှုတ်168အဲ့လိုတော့ဖြစ်သွားတယ်အဲ့တော့ဒီ theory လေးရဲ့ယောက်ျားလေးနဲ့မိန်းကလေးဒီလိုဒီလိုရှိတယ် ောက်တစ်ခုကကျွန်တော်တို့ဒီ theory ကတွက်လိုက်မယ်ဆိုရင် BMR ဘာလဲဆိုတော့ basal metabolic rate ကျွန်တော်တို့အဲ့အရာမှာလဲနေတယ်အသက်ရှူနေတယ်အသက်ရှင်နေတယ်အဲ့အချိန်မှာတုံးနေတယ်ကယ်လိုရီပမာဏကျွန်တော်တို့အဲ့လိုနေနေတာမဟုတ်လေသွားလာလှုပ်ရှားနေတယ်အတချို့ကလည်းအထိုင်များတဲ့ lifestyle ရှိတယ်တချို့ကလည်းနည်းနည်းပမာလေးချိန်ငန်းလှုပ်တယ်တချို့ကလည်းအပြင်းထန်လှုပ်တယ်အမျိုးမျိုးရှိတယ်အဲ့တော့ TDEE ဆိုတာလို့လာတယ် Total Daily Energy Expenditure ကျွန်တော်တို့နေ့စဉ် လိမ့်စားဒူဘာကိစ္စရဲ့တွေလုံနေတယ်လေ့ကျင့်ခန်းတွေလုံနေရင်းနဲ့ခန္ဓာကိုယ်ကြီးကဘယ်လောက်စွမ်းရင်သုံးစွမ်းမလဲအဲ့တော့ကျွန်တော်ဒီရလာတဲ့ BMR ကို activity level နဲ့ညှောက်ရအောင် activity level မှာမိတ်ဆွေကအထိုင်များတယ်ဆိုရင်1.2နဲ့မြောက်မိတ်ဆွေကအနည်းငယ်လှုပ်ရှားတယ်တပတ်မှာတစ်ရက်ဒါမှမဟုတ်3ရက်လောက်လေ့ကျင့်ခန်းတွေပါလှုပ်တယ်ဂျင်ကစားတယ်ဆိုရင်တစ်သက်မှ3-5နဲ့မြောက်အဲ့လိုပဲပုံမှန်လှုပ်ရှားတာလားအများကြီးလှုပ်ရှားတာလားဒါမှမဟုတ်အပြင်းထန်အလွန်မင်းလှုပ်ရှားတာအဲ့လိုမျိုးပေါ့နော်ဒါမိတ်ဆွေတို့ရဲ့ ဒါလေ့ကျင့်ခန်းလုပ်တဲ့ရက် gym ကစားတဲ့ရက်တွေနဲ့ကျွန်တော်ကဒီလိုလေးတွဲပေးထားတယ်အဲဒီလိုလေးမျှော်လို့ရဒါမြင်အောင်ကျွန်တော်တခါတယ်ဒီမှာရှင်းပြလိုက်ဥပမာမိန်းကလေးပြ58 kg ပဲရှိတယ်ခန္ဓာကိုယ်တော်တော်ပိန်သေးတယ်မိန်းကလေးပြသူ့ရဲ့ရက်မြင့်က165 cm အသက်က16နှစ်ဒါဆယ်ကျော်သက်အမျိုးသမီးခန္ဓာကိုယ်ပိန်သေးတဲ့အမျိုးသမီးဒါဆိုရင်တော့ဒီ theory တွေထဲမှာထည့်ပြီးတော့မျှောက်ချလိုက်မယ်ဒီ equation ကိုရှင်းလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီလောက်ရတယ်1.60.25ဒါက ဒီအမျိုးသမီးလှဲလျောင်းနေစဉ်အိပ်ဆက်နေစဉ်မလုံမရှားရှိနေတဲ့အချိန်မှာဒီခန္ဓာကိုယ်ကဒီလောက်ကယ်လိုရီသုံးဆွဲနေတယ်အဲ့တော့ကျွန်တော်ရှေ့မှာပြောသလိုပဲ तू အမြဲတမ်းလို့ဗျာကိုမဝင်ပြီးတော့အဲ့ရပုံမှာလဲနေမှာမဟုတ်ဘူး तू ကအနှဲငယ်လှုပ်ရှားရဲ့လို့ပဲကျွန်တော်တို့ဆိုလိုက်ကြအောင်ဆိုတော့တပတ်မှာ तू ကတစ်ရက်ကနေ၃ရက်လောက်တော့ဇန်နဝါရီကစားရတယ်လေ့ကျင့်ခန်းတစ်ပါးလှုပ်တယ်ဆိုရင်ကျွန်တော်တို့တက်သက်သက်မှ3.5နဲ့ညှောက်လိုက်အဲ့တော့သူ့ရဲ့တနေ့တာသုံးဆွဲတဲ့ကယ်လိုရီပမာဏကဒီလောက်ရမယ်အထုံးလေးတွေပဲကျွန်တော်တို့ဒါ ယောက်ျားလေး10ကျော်တက်ယောက်ျားလေးတယောက်60 kg ရှိမယ်180 cm ရှိမယ်အသက်က18နှစ်ဆိုရင်ကျွန်တော်ဒီ theory ထဲမှာထည့်ပြီးရှင်းလိုက်မယ်ဆိုရင်သူ့ရဲ့တနစ်တာလိုအပ်တဲ့ကယ်လိုရီကဒီလောက်ရမယ်ဒါကသူတို့တနစ်တာလိုအပ်တဲ့ကယ်လိုရီအဲ့တော့ကျွန်တော်တို့ကိုယ်လေးချင်းတက်ချင်တယ်ခန္ဓာကိုယ်ကပို့ပြီးတော့ဖွံ့ဖြိုးချင်တယ်ဆိုရင်တနစ်တာလိုအပ်တဲ့ကယ်လိုရီကိုပို့ပြီးတော့တိုးစားရမယ်အဲ့တိုးစားတဲ့နေရာမှာကယ်လိုရီတိုးရင်ပြီးရောစားလို့ကြတာတော့မဟုတ်ဘူးကယ်လိုရီတိုးရင်တက်တက်စားနေစားနေစားနေမယ် အလေးချိန်ကလည်းလောက်ချင်တာကြီးလုံနေမယ်ဆိုရင်ခုနကလိုမျိုး skinny to fit မဟုတ်ပဲね skinny to fat ဖြစ်လာအဲ့တော့အဲ့လိုဖြစ်နေတာမဟုတ်အဲ့တော့ကျွန်တော်ကယ်လိုရီဘယ်လောက်တိုးစားမလဲတိုးစားတဲ့ကယ်လိုရီမှာအဓိကအဟာရအုပ်စုဖြစ်တဲ့ protein တွေ carbohydrate တွေ fat တွေဒါတွေကိုဘယ်လောက်ရကြအောင်စားမလဲဆိုတော့ကျွန်တော်တို့ set စီလိုက်အောင်ဆိုတော့ကျွန်တော်တို့တိတိတာစားမယ်ဆွတ်စုပအောင်ကယ်လိုရီပမာဏကိုသိပြီ maintenance calorie ပေါ့ကျွန်တော်တို့လက်ရှိခန္ဓာကိုယ်တည်တံ့နေဖို့ဘယ်လောက်စားရမလဲဆိုတာသိပြီ အမျိုးသားနဲ့အမျိုးသမီးဘယ်လောက်စားရမလဲဆိုတာကျွန်တော်အရှိမှ theory နဲ့တွက်ပေးထားတယ်ဒါကတော့နမူနာပေါ့နော်ဒီဆယ်ကျော်သက်မိန်းကလေးတွေယောက်ျားလေးတွေမှာအဲ weight နည်းနည်းများဖို့လိုအပ်တဲ့ကလေးငယ်တွေအတွက်ကျွန်တော်နမူနာပြပြီးတွက်ပေးထားတယ်ဆိုတော့ရှေ့မှာတွက်ထားတဲ့အဖြစ်ကအမျိုးသမီးဆိုရင်ကျွန်တော်တို့1833ကယ်လိုရီရှိတယ်အဲ့တော့စာအုပ်ထဲမှာတော့ပြောထားတယ်တနေ့တာလိုအပ်တဲ့ကယ်လိုရီကိုပိုစား900လောက်တိုးစားအဲ့လိုမျိုးပြောထားတယ်ဆိုတော့အစင်းစားကြည့်ဗျာပိန်တဲ့လူတွေတချို့ကဟုတ်တယ်စားတော့စားတယ် သူများတက်ပိုစားတယ်ဘွိတ်ကတက်မလားတချို့ကမစားဘူးပေါက်ကရတွေပဲစားတယ်အဲ့လို heavy meat တွေတခြားမစားဘူးများသောအားဖြင့်အကြည့်လိုက်ရင်ဟိုအစားတောက်တိတ်မမှတ်တဲ့တွေညားတယ်အဲ့ဒါကိုစားတဲ့အတိုင်းကယ်လိုရီ900တိုးစားအဲ့လွယ်လွယ်လေးမထင်နဲ့ခတ်တယ်သူတို့တိုင်ပတ်တယ်ပြီးတော့အဆင်မပြေဘူးလက်တွေမှာအဲ့တော့ကျွန်တော်ကတော့တကယ်လက်တွေဆန်ဆန်လေး20ရာခိုင်နှုန်းပဲတိုးစားလိုက်ဒါသူရဲ့ maintenance calorie ဆို20ရာခိုင်နှုန်းတိုးလိုက်မယ်ဆိုရင် तू က2080 calorie तू တနေ့ကိုစားမှာဖြစ်တယ် ဟုတ်ပြီကယ်လိုရီတိုးစားရတော့ဟုတ်ပြီတွေ့ကြရရှောက်စားနေလို့တော့မရဘူးကျွန်တော်မက်ခရိုရေရှိုးဆိုတာရှိတယ်ကျွန်တော်တက်ရှိလူသားရဲ့အဓိကစားရမယ့်အစာအုပ်စုသုံးစုကစီဓာတ်အတားဓာတ်အဆီဓာတ်ဒါလေးတွေကိုတေချာလေးစားဖို့လိုအပ်တယ်ဒီနေရာမှာလူပိန်းနားလေလေးပဲကျွန်တော်အလွယ်တကူရှင်းပြလိုက်မယ်ကစီဓာတ်ဘာကြောင့်စားသိလဲခန္ဓာကိုယ်ရဲ့အဓိကစွမ်းအင်စနစ်အရင်ကြီးအတချို့ကလည်းပြောမှာပေါ့အာကာဘွန်ဟိုက်ဒရိတ်မစားဘဲနဲ့ဒူတွေကအသက်ရှင်လို့ရတဲ့ပလပလကီတိုဒိုက်ယက်ပါ냐 အဲ့ဒါခဏခောက်ထားလိုက်ကျွန်တော်တို့ပုံမှန်လေ့ကျင့်ခန်းတွေလုပ်မယ်နော်ခဏကိုကြီးထွားဖို့အတွက်အင်အားတွေစိုက်ထုတ်ပြီးတော့ကစားရမယ်ဆိုရင်မဖြစ်မလီဒီ ratio နဲ့စားကိုစားတင်တယ်ဆိုတော့ဂစီဓာတ်ကိုကျွန်တော်တို့90ရာခိုင်နှုန်းလောက်စားမယ် protein ဆိုတဲ့အသားဓာတ်30ရာခိုင်နှုန်းလောက်စားမယ် protein ကတော့ရှင်းတယ်ကျွန်တော်တို့ကြွက်သားတွေဒီစားဖို့အတွက်ကြွက်သားတွေဆုံချုံမှုအတွက်မဖြစ်မလီစားပြီးဖို့လိုအပ်တယ် fat ဆိုတဲ့အစီဓာတ်ကလည်းကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ hormone တွေပုံမှန် level ဖို့အတွက်ကျွန်တော်တို့စားပေးတယ်အဲ့တော့ ကစီတက်90ရာခိုင်နှုန်းအကားတက်30ရာခိုင်နှုန်းအစီ20ရာခိုင်နှုန်းနဲ့စားရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့စုစုပေါင်းစားရမှာက2080အဲ့တော့ရာခိုင်နှုန်းအပြင်ခွဲလိုက်မယ်ဆိုရင်ဒီ3ခုဖြစ်သွားမယ်ဒါဆိုရင်ကျွန်တော်တို့ကစီတက်ကိုဂရမ်ဘယ်လောက်စားရမလဲပရိုတင်းကိုဘယ်လောက်ဂရမ်စားရမလဲဖက်ကိုဘယ်လောက်ဂရမ်စားရမလဲဆိုရင်ကစီတက်1ဂရမ်မှာ4ကယ်လိုရီရှိတယ်အဲ့တော့ဒီကနန်းကို၄နဲ့စားလိုက်ပရိုတင်း1ဂရမ်မှာ4ကယ်လိုရီရှိတယ်ဒီကနန်းကို၄နဲ့စားလိုက်ဖက်1ဂရမ်မှာ 9 calorie ရှိတယ်အဲ့တော့ဒီကောင်ကို9နဲ့စားတယ်ဒလောက်ဒလောက်ဒလောက်ကျွန်တော်တို့ထွက်လာလိမ့်မယ်အဲဒါတွေကိုတိကျရဖို့ဆိုရင်တော့ကျွန်တော်တို့မချက်ပြုတ်ခင်မစားတော့ခင်မှာကျွန်တော်တို့စားမဲ့အစားအစာလေးကို grand chain set လေးနဲ့ကျွန်တော်တို့ chain chain ပြီးတော့ application နဲ့တွတ်တာမျိုးပါမျိုးလုပ်လို့ကြားတယ် ready made စားတော့တယ်ဆိုရင်တော့သူတို့ရဲ့နောက်မှာပါတယ်ဒါကတော့ calorie အသေးစိတ်ဘယ်လိုတွက်စားရမလဲဆိုတော့ကျွန်တော်ဟိုးအရှိအရှိ video တွေမှာကျွန်တော်တေချာလေး demonstration လုပ်ပေးပြီးသားဖြစ်တယ်ဆိုတော့ဒါလေးတွေကိုကျွန်တော်တို့ theory အားဖြင့်နားလည်ထားဖို့လိုအပ်တယ် ်ထုံနည်းတူပဲယောက်ျားလေးဆိုရင်လည်းကျွန်တော်တို့20ရာခိုင်နှုန်းလောက်တိုးလိုက်မယ်ဒါအနည်းဆက်ဆုံးယူထားတာနော်နောက်မှာအစွန်းအတွက်ကဏ္ဍတစ်ခုပါတယ်2800ဆိုတော့တွက်လို့ကောင်းကျွန်တော်အနည်းဆက်ဆုံးယူလိုက်တာအဲ့တော့သူ့ ratio ကလည်းဒီတိုင်းလေးပဲကျွန်တော်တို့တွားမယ် okay ဒီထိရဒီထိရ theory ကျွန်တော်တို့တနေ့တာလိုရတဲ့ကဲလို့ကျွန်တော်တို့တွက်တယ်အဲ့ဒါကိုကျွန်တော်တို့တနေ့တာလှုပ်ရှားတဲ့ activity နဲ့ညှောင့်လိုက်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့တနေ့တာလိုရတဲ့ကဲလို့ရပြီအဲ့ဒါကိုဘယ်လောက်တိုးစားမလဲဘာတွေဘယ်လိုစားမလဲဆိုတာကိုဒါ theory အပြင်သိ โอเคလက်တွေ့လှုပ်ဆောင်တဲ့နေရာမှာဇလန်းစားကျွန်တော်တို့တော်တော်များများကအစားတောက်တိတ်ပြီးတော့မကြိုက်ကြဘူးမကြိုက်ကြဘူးဆိုတာအဲ့လိုအာဟာရပြည့်တဲ့ဟာတွေဆိုတော့မကြိုက်ဘူးအဲဟိုဆက်ဆက်ဒီဆက်ဆက်ဟိုအကြော်ကြော်လေးတွေဟလာဟိုခောက်ဆွဲလေးတွေဟိုအကင်လေးတွေအဲအဲ့ဒါလေးတွေဆိုစားတယ်အဲဟဲပပက်ဆိုရင်ကျွန်တော်တို့ကမစားဘူးအဲ့တော့သူတို့ဘယ်လိုမျိုးဟို trick လောက်ရလဲဆိုတော့ high volume food ပေါ့နော်အမင်းတို့အားရှိအောင်ငါပျော်သီးတွေစားဖမင်းတွေစား ချက်သားတွေစာချက်ရင်ပုံတွေစာချက်ပေါင်တွေစာ chicken broccoli အဲ့ဒါတွေစာဆိုရင်ရှောက်သွားမှာပေါ့ကလေးတွေဟာဒါကြီးမစားကြင်ဘူးလေမကြိုက်ဘူး feel မလာဘူးအမစားဘူးရရခဏကိုမတက်လဲနေပြီစီတော့အဲ့လိုဖြစ်သွားအဲ့တော့ကျွန်တော်တို့က low volume more calorie food ဆိုတာရှိတယ်အစားအသောက်ပမာဏကတော့နည်းနည်းလေးဒါပေမဲ့ calorie များတယ်ဥပမာကျွန်တော်တို့ဒါ unhealthy ဖြစ်တဲ့အစားအသောက်တွေမှာဆိုရင်တော့တွေ့တယ်အဲကျွန်တော်တို့ chicken nugget လိုဟာလေးတွေကြက်ကြော်လေးတွေပေါ့နော်အဲ့လိုဟာမျိုးလေးတွေဆိုရင်ကျွန်တော် calorie တော်တော် များတယ်အထူးသဖြင့် peanut butter လိုဟာမျိုးလေးတွေကျွန်တော်တို့ smoothie လိုဟာမျိုးလေးတွေဆိုကယ်လိုရီတော်တော်များတယ်အဲ့လိုမျိုးဟာလေးတွေကိုကျွန်တော်တို့ဦးစားပေးပြီးစားတယ်အဲ့လိုပြောလို့ကျွန်တော်တို့ကဒီမကောင်းတဲ့ ready made food တွေ fast food တွေ junk food တွေစားခိုင်းတာတော့မဟုတ်ဘူးကယ်လိုရီများပြီးတော့ပမာဏနည်းတဲ့အစားလေးတွေကိုကျွန်တော်တို့ကဦးစားပေးပြီးစားတယ်ချစ်ကင်းနဲ့ဘရိုကိုလီချစ်ကင်းနဲ့ဘရိုကိုလီတွားချွေးလို့မရဘူး နော်နောက်ပြီးတော့ဒီ veggie တွေပေါ့နော်အကျမ်းမိုင်နေညွတ်တဲ့အသီးရတွေများများစားပါညာဆိုအသီးရတွေအများကြီးစား fiber တွေများပြီးဗိုက်ကြီးကကွာနေတော့မစားကြင်တော့ဘူးဗိုက်ကြီးဖောနေအဲ့လိုမျိုးတွေတော့ကျွန်တော်တို့လုပ်လို့မရဘူးကယ်လိုရီများပြီးတော့ပမာဏနည်းတဲ့အစားအသောက်တွေတွေကျွန်တော်စားဖို့လိုအပ်တယ်အပေါ်မှာပြောလို့ကျွန်တော် liquid ကယ်လိုရီကျွန်တော်တို့ကဝါးစားမျိုးချဖို့ကအခက်ခဲဖြစ်တယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်လက်တွေ့ဘယ်လိုကျင့်သုံးခဲ့လဲဆိုတော့အဲ့ဒီ liquid calorie လေးကိုအားကိုးခဲ့အစားကတော့မကြိုက်ဘူးမဟုတ်ကျွန်တော်လည်းငငယ်က ကလေးပြီးပြီးဆက်ကြောတက်ပြီးပြီးကိုဆက်ဆက်ဒီဆက်ဆက်အချိုးလေးတွေမုတ်လေးတွေ snack လေးစားခြင်းအတမင်းတစ်ပတ်ခံသုံးပတ်ခံဆိုရင်ဟင်းကောင်းရင်တော့ဆွဲလိုက်တာပေါ့ဟင်းမကောင်းရင်တော့ယူချင်အောင်ဆောင်မစားတော့မုတ်တွေစင်းဝယ်စားအဲ့တော့ liquid calorie ကိုအားကိုးရကျွန်တော်တို့ကဟုတ်တယ် calorie တုံးမစားဘဲနဲ့တော့ဗျာဘလို့မှဒီခန္ဓာကိုယ်ကသိပ္ပံနည်းကြပြောပြမယ်ဆိုရင်တော့ skinny to fit တော့ဘလို့မှဖြစ်လာစရာအကြောင်းမရှိဘူးဟုတ်တယ်ဟိုအတက်နိုင်ဆုံးနည်းနည်းစီးပွားရေးချို့တဲ့လို့အားလေ့ကျင့်ခန်းနေပြင်းပြင်းထန်ထန် စားရတယ်ဟောဝေါပေါက်တွေကစားရတယ်နည်းနည်းပပ44ပါးလေးထွက်လာတာတော့ရှိမှာပဲဒါပေမဲ့ပင်ကက်ကက်လေးဖြစ်နေမှာเนาะကျွန်တော်ကြည့်ကောင်းတဲ့ခန္ဓာကိုယ်လေးတစ်ခုတက်လာဖို့အတွက်ကတော့ထိုက်လျောက်တော့ကျွန်တော်တို့တိုးစားဖို့လိုပါတယ်လေးကက်ကယ်လိုရီဆိုကျွန်တော်ပြောပြမယ်အုပ်ရှိတယ်ဗျာဒိန်ဂျင်ရှိတယ်နို့ရှိတယ်ငှက်ပြောသီးရှိတယ်အဆီဆန်တစ်ခုခုဒီယိုဇီတို့ဘာနာဇီတို့အဆီဆန်တစ်ခုခုရှိတယ်ပရိုတင်းရှိတယ်ပရိုတင်းကဈေးတစ်ပိုင်းနည်းနည်းကြီးရဲ့ရှေ့ရကောင်းတဲ့ဈေးထောင်းနေဆိုတော့ကနေဖဲ့ထားဖဲ့ထားလိုက်အောင်အော်ဒီကောင်းလေးပေါင်းလိုက်ပြီဆိုရင်အနည်းဆုံး ဲ့ကောင်တစ်ခွက်တောက်မယ်ဆိုရင်ကယ်လိုရီ1500ကပြည့်မလို့ဘူးကြီးဒါတော့မိတ်ဆွေတို့အုတ်ဘလောက်ထည့်လဲယိုဂတ်ဘလောက်ထည့်လဲမစ်ဘလောက်ထည့်လဲဘနာနာဘလောက်ထည့်လဲနတ်ဘလောက်ထည့်လဲဆိုတော့ကွာတာပေါ့နော်ခံမင်းကြီးဒီကောင်လေးနည်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 းစီထည့်မယ်ဆိုရင်တော့မှ1500 2000အစားလေးပြည့်မလို့ဘူးဒီတစ်ခွက်နေလေအဲ့တော့အဲ့လောက်ထိအထိုက်လျောက်အကျိုးရှိတယ် liquid calorie ကိုကျွန်တော်တို့အားကိုးလို့ရတယ်နောက်တစ်ခုက time limit eating ဒါဒီဘက်ကမှာဆိုရင်တော်တော်ဆိုးဆိုးကျွန်တော်စားမယ်ဆိုရင်ဖုန်းလေးကြီးလိုက် စာလိုက်ဖုန်းလေးကြည့်လိုက်စာမကုံတော့ဘူးထမဲတစ်ပတ်ကန်တော့အဲ့ဒါမကုံတော့ဘူးအစာအီဟိုကဘိုက်ပြည့်တယ်လို့ပါလို့ ਨੇ အဲ့တော့ဒါအနည်းငယ်တော့အဆုံးရောက်ရောက်နေလိမ့်မယ်15မိနစ်မိနစ်20အဲ့ကျွန်တော်ပြောတာ15မိနစ်တည်းလို့ဆိုတော့အဲ့လိုစားဖို့ပြောတာတော့မဟုတ်ဘူးအတက်နိုင်ဆုံးတော့အဲ့လိုတိုင်မာလေးပေးထားလဲဖုန်းနဲ့မကြည့်နဲ့အဖုန်းကိုထထားမယ်ဆိုလဲအဲ့ဖုန်းကိုတိုင်မာလေးပေးပြီးတော့ကိုစားစရာရှိတာလေးကိုတေးသေးချာချာလေးပြီးအောင်ပြန်အောင်စားတော့ကျွန်တော်ကစားရင်းနဲ့ဂိမ်းဆိုစားရင်းနဲ့ဂိမ်းဆိုမပြီးတော့ဘူးပြီးတော့ဟုတ်ဒီဘက်ဒီမစားဖြစ်တော့ဘူးအဲ့လိုမျိုးထမင်းတစ်ပတ်ကန်စားတာ3-4နာရီကြာ အဲ့ဒီပကံလည်းမကုန်ဘူးဆိုတော့ time limit eating လေးကျင်သုံးကြည့်နောက်တစ်ခုက small meal eat frequently တထိုင်နဲ့တပြိုင်နဲ့အကိုင်မယ်ငါလုံးဝလူကောင်ကြီးဖို့ကိုင်မယ်ကိုင်မယ်ဆိုပြီး heavy တယ်တည်ရမဟိုဟင်းနေလဲထက်ဒီဟင်းနေလဲထက်ညာကြီးပကံကြီးအမောက်ကြီးပုံကြီးဒီဟုတ်တာလည်းမဟုတ်ဘူးလည်းလည်းပါပါစိတ်ပါနေတော့အဂျင်ကပြန်လာကစားအချိန်ဘိုင်နေနဲ့စားနေတဲ့အချိန်တော့စားဖြစ်တယ်အဲ့နောက်တော့โอ้อีပြီးတော့မကြည့်ကျင်တော့ဘူးဒါကြီးကအတင်းကျပ်လောက်ယူနေရတယ်လို့ဖြစ်လာဆိုတော့ဒါလေးတွေကတော့လက်တွေ့လက်တွေ့တကယ်ကိုကျင့်သုံးတဲ့ နီးလေးတွေကျွန်တော်ကိုယ်တိုင်လည်းဒီလိုမျိုးလေးခြေရှင်းခဲ့တယ်လက်တွေလုံးဖြစ်တယ်အပေါ်ကဟာတော့ဒါသိပ္ပံလေးကြတွက်ချက်မှုတွေ theory တွေနော်အဲ့ theory ကိုဒီလက်တွေနဲ့ပေါင်းပြီးတော့အစားတောင်းတဲ့ပတ်သက်ရင်အဲ့လိုမျိုးလေး try ကြည့်ဒီကောင်းလေးဒီကောင်းလေးဒီကောင်းလေးအကြောင်းကိုတော့ကျွန်တော် fitness nutrition ဆိုတဲ့ album မှာဒါကြကြနာနာရှင်းပြပြီးသားဖြစ်လို့ဒီမှာတော့ဒီလောက်ကြီးဓာကြီးတွေကိုရှင်းပြမှာလို့ဆိုတော့အစားအသောက်နဲ့ပတ်သက်လို့ skinny to fit ဖြစ်နေတဲ့လူငယ်များဆယ်ကျော်တန်းများ ဒီကောင်လေးကိုလက်တွေ apply လုပ်ကြည့်လို့ရတယ်ဒါဆိုရင်လေ့ကျင့်ခန်းလေးကိုကျွန်တော်နမူနာလေးဆက်ပြကြည့်မယ် Okay ဒါဆိုကျွန်တော်တို့ training နဲ့ recovery ကိုသွားလိုက်ရအောင်အဓိကကျွန်တော်တို့၃ချက်ပဲရှိတာဗျာနံပါတ်၁အစာတောင်းတနေ့တာလိုတဲ့ calorie ကိုဒိုးစားရမယ်ဘာလို့ဒိုးစားရမလဲဆိုတာကိုကျွန်တော်အရှိမတရားလေးရှင်းပြပြပြီးဘယ်လောက်ဒိုးစားရမလဲဆိုတာကိုလည်းတရားလေးရှင်းပြပြပြီးနောက်တစ်ခုကလေ့ကျင့်ခန်းနဲ့အနာယူမှုဟုတ်လေ့ကျင့်ခန်းနဲ့အနာယူမှုတော့တောင်းတဲ့အတိုင်းကျွန်တော်တို့မဖြစ်မနေတည်ယူတည်ထားရမယ် ါ science base လေးတွေကျွန်တော်တို့တွားမယ်။နံပါတ်1 compound lift ကို focus လုပ်မယ်။ဦးစားပေးမယ်။ compound lift ကဘာလဲဆိုရင်ကျွန်တော်တို့ joint တစ်ခုထပ်ပို့ပြီးတော့သုံးရတဲ့ exercise မျိုးကျွန်တော်တို့ bench press ပက်လက်လန်ပြီးရှင်ဘက်တွန်းနေတာအဲ့ဒါဆိုရင် shoulder joint တွေရော elbow joint တွေရောကျွန်တော်တို့ကသုံးရတယ်။ bicep curl လက်မောင်းဆွဲတောင်စစ်တစ်ခုပဲတောင်စစ် joint တစ်ခုပဲဆွဲ။ဆိုအဲ့လိုမျိုးတစ်ခုထပ်ပို့ပြီးသုံးရတဲ့ဟာကိုသုံးရတယ်။ဒါကစာအုပ်ထဲကနည်းနည်းရှုပ်တယ် เนาะ join နေပါတယ်လို့လည်းလည်းရှုပ်တယ်အဲ့တော့စဉ်းစားကြည့်လိုက်လေ့ကျင့်ခန်းတော့တစ်ခုပဲထိရောက်သွားတယ်မှာဆရာတစ်ခုထပ်ပူတယ်ဆိုတော့တို့တွေ bicep curl ကစားရဲဆိုရင်ဒါလက်မောင်းပဲထိတယ်အကတ်တော့ပြောမှာပေါ့ဗျာ forms လေးထိတယ်ဘာညာဆိုပြီး cut တော့ပြောတယ်အဲ့လိုတော့မပြောဒါဒူဘိန်းသားလေးကျွန်တော်ရှင်းပြတာဆိုတော့ဒါဆိုရင်ဒါလက်မောင်းအောင်ပဲဦးစားပေးပြီးဆော်တယ်လက်မောင်းအောင်ပဲတရားလေးသွားတယ်ဩ bench press ဆိုရင်ကျွန်တော်တို့ဟုတ်တယ် major ကတော့ရှင်အောင်ကျော်သားကြီးကိုအဓိကဦးစားပေးပြီးသွားတယ်နောက်တစ်ခုက minor အနေနဲ့ကကျွန်တော်တို့ပခုံးကျော်သားကို ျွန်တော်တို့လက်မအောင်အနောက်ကျောက်သားကိုထိတယ်တစ်ချက်ဖို့သုံးချက်ပြည့်အဲအဲ့လိုမျိုးလေးဟာကိုကျွန်တော်တို့ဦးစားပေးမယ်အဲ့ဒါကို compound လို့ခေါ်တယ်ပေါင်းထားလို့အဲ compound ပေါ့နော်အဲအဲ့ဒါကိုဦးစားပေးပြီးလေ့ကျင့်ရမယ်ကျွန်တော်တို့ပိန်တဲ့လူတွေအော်နောက်တစ်ခုကကျွန်တော်တို့မာဆယ်အုပ်စုတစုကိုတစ်ပတ်မှာနှစ်ချိန်နဲ့သုံးချိန်သွားမယ်ပုံမှန်အမြင်ကျွန်တော်တို့ကျွန်တော်တို့ငငယ်တုန်းကပေါ့နော်အာနိုစပစ်နဲ့သွားတယ်ခနေ့ရင်အုပ်ကစားတယ်အဖြစ်နောက်ကြောကစားတယ်၃ရက်မြောက်နေ့မှာဆုံကြောသားကစားရတယ်၄ရက်မြောက်နေ့မှာခနာကိုအောက်ပိုင်းကစားရတယ်၅ရက်မြောက်နေ့မှာကျွန်တော်တို့နာခိုင်းတယ် နော်အဲနောက်ပြီးမှနောက်တစ်ရက်မှပြန်လာပေါ့ဆိုတော့ရက်သက်တစ်ပတ်တစ်ပတ်မှာကျွန်တော်တို့ကမာဆယ်အုပ်စုတစုကိုတစ်ချိန်ပဲကျွန်တော်တို့ကကစားဖြစ်တယ်မန်နေမားတယ်တော့လည်းမပြောလို့ဘူးပေါ့နော်ကိုယ်တွေကဒါနဲ့ပဲစော်ခဲ့ရတာဆိုတော့ဒါပေမဲ့နောက်ပိုင်းတွေးရှိချက်တွေကရက်သက်တစ်ပတ်တစ်ပတ်မှာခုနှစ်ရက်ရှိတယ်ဗျာတစ်ပတ်မှာအဲ့တစ်ပတ်ခုနှစ်ရက်မှာမာဆယ်အုပ်စုတစုကိုနှစ်ချိန်လောက်ဒါမှမဟုတ်သုံးချိန်လောက်လှုံ့ဆော်ပြီးအဆင်ပြေတယ်အဲ့တော့ကျွန်တော်တို့ကဒီဖူဘော်ဒီကစားတာတွေအပါလိုကကစားတာတွေကြီးအဆင်ပြေတယ်နောက်ပြီးတော့ကျွန်တော်တို့ကလူသစ်ကလေးတွေကိုတစ်ခါတည်း chest day ဆိုပြီးတော့ရေအောင်ကြော်တာလေးချင်းက၄၅မျိုးပေးလိုက်တယ်အဲ training volume တွေအများကြီးပေးလိုက်တယ်ဆိုရင် lift ကို recovery လည်းမချိုးနိုင်ဘူးတခြားလည်း focus မလုပ်နိုင်ဘူးလက်တွေအချင်းလည်းအဆင်မပြေဘူးအဲ့တော့အဲ့လိုပုံစံလေးတွေကစားလို့ရတယ်နောက်တစ်ခုကမဖြစ်မနေမိတ်ဆွေတို့မှတ်ထားရမှာက form မိတ်ဆွေရမိတ်ဆွေဘလိုမျိုးဟာလာထူးထူးဆန်းဆန်းကစားနည်းတွေနဲ့ပဲကစားကစားဘလောက်ပဲဟာလာဒီ kit ကလေးတွေတော်တော်လေးလဲ knowledge တွေတော်တော်ကောင်းရပါတယ် science based data တွေ research data တွေ blah 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 ဘလောက်ပဲဖတ်ထားဖတ်တာ form ကိုတေချာမမှန်ဘူးဆိုရင်တော့အလကားပါပဲအလကားပါပဲเนาะနောက်တစ်ခုက progressive overload ဒါကတော့အလွယ်ပြောရင်ကျွန်တော်တို့တစ်ပတ်နဲ့တစ်ပတ်ကျွန်တော်တို့ပို့ပြီး challenging ဖြစ်ဖို့လိုတယ်ပို့ပြီး synchronize ဖို့လိုတယ်တစ်ပတ်နဲ့တစ်ပတ်မှာပို့ပြီးတော့အလေးတွေတိုးလာနိုင်တာလားဟောတစ်ပတ်နဲ့တစ်ပတ်မှာအချိန်တိုးလာနိုင်တာလားတစ်ပတ်နဲ့တစ်ပတ်မှာအကျော့တိုးလာနိုင်တာလားတစ်ပတ်နဲ့တစ်ပတ်မှာကျွန်တော်တို့ဒီကစားနေ့တစ်ခုနဲ့တစ်ခုနားချိန်လေးနည်းနည်း short ပြီးကစားလာနိုင်တာလားဆိုတော့ progress ကိုဘာလို့လို့တတ်မှတ်လို့ရတယ်။ဒါပေမဲ့ဒီလူတွေလူသစ်ကစားသမားတွေအတွက်အကြော့တိုးတာတော့အားမပေးဘူး။မာဆယ်အုပ်စုတစုကိုတပတ်မှာဆယ်ကြော့ထက်မပိုစေချင်ဘူးဆိုတော့အကြော့တိုးတော့ခောက်ထားလိုက်။နောက်ပြီးတော့တကြောနဲ့တကြောကြားမှာနားချင်။ပြလိနားပါမိတ်ဆွေတို့အကြိုက်နားပါ3မိနစ်5မိနစ်နားစမ်းပါ။နော်။တကြောနဲ့တကြောကြားမှာ10မိနစ်ပဲနား။သွေးအေးသွားရင်မကောင်းဘူးလို့ရင်မလုပ်နဲ့။နော်။ကိုယ့်အကူရောင်းတော့မှာစမုတ်တန်ဖြစ်နေတာ။သွားပြီးတော့ဟိုငါစမန်မထနဲ့။ အဲ့ဒါလစ်သွားလိမ့်မယ်အဲ့နောက်တစ်ခုက recovery အရေးကြီးတယ် recovery ဆိုတိုင်းလဲဟာ protein တောင်းအောင်လား creatine တောင်းအောင်လားခဏနေဦးခဏနေဦးနော် muscle တွေကိုလောကဟိုမှာတစ်ပတ်မှာနှစ်ချိန်သုံးချိန်ကစားရမယ်ဆိုပြီးလေဂျင်မှာတစ်ပတ်ခုနှစ်ရက်နော်ဂျင်ရဆရာနဲ့ဒီလိုကိုလိုပေါင်းပြီးလဲသွားပြီးတော့ပါတီပေးမနေနဲ့ဦးသွားပြီးတော့လေဂျင်ပြော်ကြီးလဲလုံနေနဲ့ recovery လိုအပ်ပါတယ်ကျွန်တော်တို့အလွယ်နားလဲအောင်ပြောရင်ကျွန်တော်တို့က ဂျင်မှာကြွက်သားတွေကြီးသွားတာမဟုတ်ဘူးကြွက်သားတွေကိုကျွန်တော်တို့ကလှုံ့ဆော်မှုပေးလိုက်တယ်လိုအပ်တဲ့အာဟာရတွေဖြည့်တယ်လိုအပ်တဲ့အနားယုံမှုအိပ်စက်မှုတွေလုံးမတာလေဒီကြွက်သားတွေကကြီးထွားလာတာဖြစ်တယ်နော် mechanical tension တွေ metabolic stress တွေ muscle damage တွေအဲ့ဒါတွေခဏထားလိုက်အဲ့တော့အဲ့လောက်လေးတည်တယ်ဆိုရင်ကြာဒါကတော့ key principle လေးပေါ့နော်ကျွန်တော်တို့ဒါလေးတွေကိုမဖြစ်မနေသိရမယ်နောက်တစ်ခုကကျွန်တော် workout လုပ်ပြီးဆိုရင် blue protocol လေးနဲ့လုပ်မယ်သူအဆင့်သူအဆင့်သူအဆင့်လေးနဲ့ပေါ့နော်နံပါတ်1အဆင့် warm up ဒါကတော့ကျွန်တော်တို့ဒါတစ်ခုလုံးအဲ့တွေးလက်ပတ်မှုကောင်းသွားအောင် ွားတဲ့ပုံစံလေးပေါ့နော်။အဲကိုကဂျင်းကိုဆက်ပိန်းလေးနဲ့တွားတယ်။လမ်းလျှောက်ပြီးတွားတယ်ဆိုတော့ဒီအဆင်လေးကမလိုဘူးပေါ့။ဟုတ်လား။အနည်းငယ်လေးကိုကဒါဘောစီဆိုရင်တော့လေအကားလေးနဲ့တွားတယ်။အေကွန်လေးနဲ့ကားလေးနဲ့တွားတယ်ဆိုတော့ဂျင်းရောက်တဲ့အခါဒါ15မိနစ်10မိနစ်လောက်လမ်းလေးလျှောက်တာဖြစ်ဖြစ်ဆက်ပိန်းလေးနဲ့တာဖြစ်ဖြစ်ဒီကိုလုံးဒါ body temperature လေးမြင့်သွားအောင် probably လုပ်လို့ရတယ်လုပ်ဖို့လိုအပ်တယ်အဲနောက်တစ်ခု mobility drills တွေ dynamic stretching တွေပေါ့ကျွန်တော်တို့အပေါ်ပိုင်းကစားရဲဆိုရင်ကျွန်တော် lock out foot တွေဒီချာလေးကျွန်တော် warm up ဖြစ်အောင်လုပ်တာ rotator cuff တွေ warm up လုပ်တာဒါ scapular pull up လုပ်တာလေးတွေဒီ t spine ပေါ့နော် rotation လုပ်တာလေးတွေနောက်တစ်ခုကအောက်ပိုင်းကစားရဲဆိုရင်လေကျွန်တော်တို့ဒါ joint distraction လုပ်တာလေးတွေ angle mobility ကောင်းအောင်လုပ်တာလေးတွေဒါတွေကတော့မိတ်ဆွေတို့ဒါကစားရင်းထဲမှာဒီချာလေးနားလည်လာနိုင်မယ် ါလေးတွေကိုလည်းကိုယ့်ကိုဒါ mobility drills လို့ dynamic stretching လို့ဆိုတာဒါ YouTube ပါညာမှာကျွန်တော်ရိုက်ကြည့်လို့ရတယ်ကျွန်တော်ခုနပြောလိုက်တဲ့ဟာလေးတွေကိုလည်းမိတ်ဆွေတို့တေချာလေးရှာကြည့်လို့ရတယ်အဲ့ဒါလေးတွေမဖြစ်မနေလုပ်ဖို့လိုအပ်တယ်ခန္ဓာကိုယ်ကြီးက ready ဖြစ်နေဖို့ကျွန်တော်တို့ဒါလေးကိုပြင်ဆင်မယ်နောက်တစ်ခုက specific one မှာတိကျတဲ့ one မှာအဲ့ဒါဘာလဲဆိုတော့မိတ်ဆွေတို့ကခန္ဓာကိုယ်အပေါ်ပိုင်းကစားမယ်ဘာစကစားမလဲဒါဆိုရင် bench press စတော့မယ်ဆိုရင်ကျွန်တော်တို့ကိုယ်ကစားတဲ့အလေးတစ်ခုရှိတယ်ဥပမာမိတ်ဆွေက 50 kg maybe 30 kg တခုခုနဲ့ကစားရတယ်ကွာဆိုရင်အဲ့ total ကိုကစားမဲ့ total weight က50ရာခိုင်နှုန်းလောက်နဲ့ကိုက warm up အဲ့လေ့ကျင့်ခန်းလေးကိုတေချာလေးအဲ့ muscle လေးကိုတေချာလေး warm up လုပ်ပေးတာမျိုးကျွန်တော် set speed warm up လုပ်ဖို့လိုတယ်ပြီးရင်တော့အတီကစားမယ်အဲ့ဒါကတော့ workout protocol လေးပေါ့နော်အခြေခံအဖြစ်ဒီ step 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 လေးနဲ့သွားမယ်ဒါလေးပြီးရင်တော့ကျွန်တော် stretching လုပ်မယ်အကြောရှော့မယ်နော်ဒီဟာလေးနဲ့တော့ကျွန်တော်တို့စနစ်တကျလေးသွားဖို့လိုအပ်တယ်ဆိုတော့ အဒီနေရာမှာတခုဝန်သားဆရာနေပြောချင်တာကဒီလိုမိတ်ဆွေတွေအတွက်မျိုးသားပဲဖြစ်ဖြစ်မျိုးသူပဲဖြစ်ဖြစ်ဒီ protocol လေးနဲ့ကျွန်တော်အနည်းဆက်ဆုံးအကန့်ကြီးဆုံးအားလုံးအတွက်အဆင်ပြေအောင် workout program ဒီကျွန်တော် free ပေးမယ် workout program free ပေးတဲ့ဆိုတာကကျွန်တော်ခါချင်းငွေတခုယူပြီးရောင်းချပြီးတော့သွားနေတယ်လို့မျိုးတို့အတိအကျကြီးလောက customize ကြီးပေးတာမဟုတ်ဘူးကျွန်တော်ဒဲပြောတာပုံပိုင်လင်းလင်းပြောတာအဲ့တော့ဒါမှလည်း ideas လေးတခုရအောင်ပေါ့နော်ဒီလိုမျိုးလေးကိုယ့်အကူစင်တတ်အောင် အဲ့ဒါလေးကိုကျွန်တော်လက်ဆောင်ပေးမယ် template လေးပေါ့လက်ဆောင်ပေးမယ်ဆိုတော့ဘာလို့အမလဲဆိုတော့ Messenger ဘက်ကကျွန်တော် YouTube channel ကို subscribe လုပ်ထားလိုက်အဲ့ဒါလေး subscribe လုပ်ထားကြအောင် screenshot လေးလာပြီးတော့ဒီ video အောက်မှာ comment လာမှတ်မယ်ဆိုရင်ကျွန်တော်ဒါလေး sample guide လေးကျွန်တော်ပေးမယ်เนาะ template လေးကျွန်တော်လက်ဆောင် Messenger Messenger ကိုပို့ပေးမှာဖြစ်တယ် Okay ဒါကတော့ theory ကဟုတ်ပြီဟလာဘယ်လိုမျိုးလေးတွေကျွန်တော်တို့နားလည်ထားအောင်လဲဘယ်လိုမျိုးလေးတွေ walk out ကိုအဆင့်ဆင့်လုပ်တဲ့လဲဆိုတာတော့သိပြီဒါပေမဲ့လက်တွေ့မှာကျွန်တော်တို့ လိုဖြစ်တတ်လဲဆိုတော့ exercise နဲ့ပတ်သက်ပြီး ego lifting ကျွန်တော်လူငယ်တော်တော်များများဂျင်မြောက်တဲ့အခါကျရင်အထူးသဖြင့်ယောက်ျားလေးတွေဖြစ်တာသူထက်ငါလူရဲ့ခါပေါ့ခါလေးကျတော့ဒီဆယ်ကျော်သက်ကောင်လေးတွေကကျွန်တော်တို့မြင်ရတာပေါ့နော်တကယ်ချင်းနှစ်ယောက်သုံးယောက်သွားတယ်အဲကြရင်အသားကြီးမင်းထက်ငါပုံမနိုင်နဲ့ငါထက်မင်းပုံမနိုင်နဲ့ဆိုတာရှိသေးတယ်အတချို့ကလည်းဒါနှာခေါင်းအားကောင်းပြီးတော့အချင်းမှာစော်လေးရှိရအထင်ကြီးအောင်မှာခါးတွေကုန်းဆွဲဓာတ်လေးတွေဆွဲခါးတွေနာဆိုတော့ဒီပါတော့ကျမကြခိုင်ခြင်းလို့ သွားဂျင်သွားလွှတ်လိုက်တာပဲအကိုကလည်းကိုအတိစိတ်တဲ့နဲ့ကိုဒါမှမဟုတ်ဂျင်သွားကစားရခန္ဓာကိုဖွံ့ဖြိုးလာအောင်ပုံပြီးဖိုင်အောင်ဒါပေမဲ့ ego lifting တွေလုပ်တယ်တလွဲစပိန်တွေကောင်းပြီးတော့ injury တွေရအားခါတယ်ဟိုလေးတစ်ချက်ကြောင့်ဖြစ်ကုန်ဆိုတော့ ego lifting တွေမလုပ်ပါနဲ့နောက်ပြီးတော့ compound exercise နဲ့ isolation exercise မှာ compound exercise ကိုဦးစားပေးပါ okay compound exercise တွေကအလေးတော့နိုင်တယ်ဒါပေမဲ့ဟုတ်ဒီဘက်ဒီမခံစားအောင် ။ isolation exercise ဥမာပါကျွန်တော်လမောင်းဆွဲမယ်ဆိုလမောင်းပြေးပြေးနဲ့စစ်စစ်ခံစားလာလမောင်းကြွတ်တက်လာ I feel a sound mic လမောင်းကြီးကကြီးလာမှန်တယ်မှာကြီးအော်ရင်းအာမိုက်တယ်ဆို isolation exercise ကိုပျော်တာ cable တွေနဲ့ဆော့ရတာလေပို့ပြီးတော့ထိတယ်ဆိုပြီးတော့ခံစားရပြီးအဲ့ဒါသွားလုပ်အဲ့တော့ကိုရဲ့ဒီအဆင့်ပဲရှိနေတဲ့အတွက်အဲ့ဒါတွေကိုဦးစားမပေးပါနဲ့အောင်အဲ့နောက်ကိုမလိုက်ပါနဲ့ compound exercise တွေတစ်ချက်ဖို့၃ချက်ပြည့်ဆိုတဲ့ exercise လိုမျိုးခဏဦးစားပေးပါဦးနောက်တစ်ခုက youtube အဲ့ဒီခု kick ဆိုတော့ AI ပေါ့ဗျာတဲ့အဲ့လို information တွေကတော့ဟုတ်တယ်အမှန်ကန်နေပေးနေတာ YouTube မှာဆိုလည်းဒါ YouTube ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ်လုံးဝ share ကြီးတွေ body အမိုက်စာကြီးတွေ research paper ကြီးတွေနဲ့အာအများကြီးအများကြီးအများကြီးပြောနေတာမှားတာလည်းရှိသလိုမှန်တာလည်းရှိတယ်ဒါပေမဲ့ဒီခေတ်လူငယ်တွေတေချာလေး legit ဖြစ်တဲ့ information ကို share တယ်ဒါပေမဲ့စဉ်းစားကြည့်စဉ်းစားကြည့်တို့ရဲ့ genetic တွေတို့ရဲ့ knowledge တွေတို့ရဲ့စားပုံတောက်ပုံတို့ရဲ့ကြီးလင်းလာတဲ့အခြေအနေတွေ ည်းနည်းလေးတော့ခွာချားတယ်ဗျအမေကျွေးတဲ့သမင်းသုံးနဲ့စားပြီးတော့ train နေတာမဟုတ်တလို့အဲ့ research မှာပါတဲ့ဟာတွေအများစုပါလေကျွန်တော်တို့ asian တွေလည်းနည်းတယ်ရှင်းရှင်းပြောရင်မြန်မာတွေနည်းတယ်ဗျာနောက်ပြီးတော့ကျွန်တော်တို့လိုအခြေအနေနဲ့စားနေတဲ့တွားနေရတဲ့လာနေတဲ့လူတွေကိုလောက်ထားတာမဟုတ်ဘူးဆိုတော့နည်းနည်းလေးတော့ view site ပေါ့နော် youtube က exercise တွေ AI တွေမေးအဲ့လိုမျိုးအရင်ကြီးတွေတုန်းကအဲ့ဒါယူလုံးဝ what ဆိုပုံအပ်ပြီးတော့လောက်တာမျိုးမလုပ်စေချင်ဘူးနောက်တစ်ခါ senior ဒီနေရာမှာကျွန်တော်ဂျင်နေသွားတဲ့ခါကျရင်အမင်းကလေးပဲဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်တွေ့နိုင်တယ်စီနီယာကစားသမားတွေအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ခင်မင်ရင်းနှီးသွားတဲ့အခါမင်းများစုံစမ်းပြီးကစားတယ်သူကလည်းလာပြီးတော့ကိုယ်ကိုအဆရာကြီးလုပ်တဲ့ပုံစံနဲ့ပြောကြတယ်အဲ့တော့သူတို့ကမတော်ဘူးမဟုတ်ဘူးမကောင်းဘူးမဟုတ်ဘူးသူတို့ခန္ဓာကိုယ်တော့သူတို့ဆောင်းမိုင်းအောင်ဆောင်းဖိုင်းအောင်ကစားထားတဲ့လူတွေရှိကိုယ်လည်းအားကြပြီအကိုဒါဘယ်လိုလုပ်လဲအမညမဒါဘယ်လိုကစားလဲဆိုသူတို့ကတော့အမှန်တိုင်းပြောပြရတာပဲသူတို့ကစားရအောင်ဒါပေမဲ့ကိုနဲ့ကိုင်ဤမကိုင်ဤချိန်လေးတယ် တို့ရဲ့ကစားသက်တို့ရဲ့ lifestyle တို့ရဲ့ budget အခြေအနေတို့ရဲ့ခန္ဓာကိုယ်ဖွယ်စည်းပုံအဲ့တော့အဲ့ဒါတွေမတူတာကိုတို့ခန္ဓာကိုယ်ကြီးကအရှမ်းမိုက်တယ်တို့တေချာ commitment အပြည့်နဲ့ကစားနေတယ်အရှမ်းကောင်းတယ် training form တွေ technique တွေဒါပေမဲ့အဲ့ဒါယူပုံအပ်ပြီးတော့တွားပြီးလှုပ်လိုက်ရင်ကိုဖြစ်မယ်ထင်လား no so အဲ့ဒါယူလေ senior တွေကိုလည်းယုံအပ်ပြီးမပုံမှန်နဲ့ကျွန်တော်တို့ဒါ trainer တွေဆိုတာလူပေါင်းများစွာမတထောင်သားကို train နေတယ်ဘယ်လိုဆိုဘယ်လိုဘယ်လိုဆိုဘယ်လိုဆိုတို့ကျွန်တော်ပြောပြလို့ရတယ်ရှင်းပြလို့ရတယ်သင်ပေးလို့ရတယ်အဲ့အတွက်ကြောင့်ရှိတယ် သူတို့ကကြော်တယ်သူတို့အတွက်သူတို့သူတို့ lifestyle နဲ့သူတို့တိဆောက်ထားတယ်ကင်ကြီးတယ်သွားတယ်ဆိုအဲ့အရာလေးမတူဘူးเนาะအဲ့အရာလေးကိုနည်းနည်းလေးသတိထားစေချင်တယ်အချင်းမှာနောက်တစ်ခါ recovery need to rest for the best ကျွန်တော်တို့အနာယူလို့လေအကောင်းဆုံးဖြစ်ဖို့အတွက်အလူငယ်တွေရောအဲ့လိုပြောရင်မကြက်ဘူးအကျွန်တော်တို့ကတက်ချွနေတာဖြုတ်တုတ်ကင်ဆွဲမယ်เนาะတကယ်ချင်းတွေကလည်းရှိရခြင်းသွားဖို့တာကြီးခြင်းသွားမယ်ဟလာဘော်ဒါကြီး၃ရောက်လောက်စုပြီးကစားတဲ့အဖွဲ့ဆိုအင်မတန်နာဖို့ပြောရခက်တယ်တချို့ချင်းတွေဆို Sunday ပိတ်တယ်မနာခြင်း အကိုင်းမဲ့လာမဲ့လာမဲ့ဆိုတာမဟုတ်ဘူးမင်းတို့နာဆိုပြီး trainer တွေပြောလို့မရဘူးကျွန်တော်တို့နားဖို့လိုတယ် recovery ရမှသာလေကျွန်တော်တို့ဒါပို့ပြီးတော့ကစားနိုင်တယ်ကြောသားကြီးထွားဖို့ပို့ပြီးတော့ကောင်းကောင်းလေးအထောက်ကူပြုနော် science တွေပါနားမလဲရင်တော့မှပဲဆိုလို့နားမှပို့ပြီးတော့အားပြည့်မှပို့ကစားနိုင်မယ်မဟုတ်ဘူးလားကိုကခဏလေးသွေးပူနေတုန်းစိတ်လုံးနေတုန်းစိတ်ပါနေတုန်းတော့ဒါကတော့နည်းနည်းတက်ကြွနေတာရှိတာပေါ့အဲ့တော့တေချာလေးနားပါအေးအေးဝါဝါအိတ်ပါအေးအေးဝါဝါအိတ်ပါ ကျမတို့အတကုံကစားတယ်။ဟောစားဆိုလက်စားတယ်။ငွေကြေးတတ်နိုင်လို့ဟလာပရိတင်းတွေပရိုတင်းတွေတောက်တယ်လေထားပါဦးလို့အညာကြလဲကြောဟာဂိန်းတွေဆော့အာဆော်နေဖုန်းပြောဘာလို့နိုင်အောက်တွေထွက်ဆိုအဲ့လို quality of stick မရဘူးဆိုရင်လေကျွန်တော်ထောင်းရေးစားကြီးတေလောက်ဆော့တေလောက်စားနော်အချိန်တိုင်းမိတ်ဆွေတို့ခန္ဓာကိုယ်လုံးဝဖွံ့ဖြိုးတိုးတက်လာမှာမဟုတ်ဘူးတိုးတက်တဲ့တလောက်လေတိုးတက်လာမှာမဟုတ်ဘူးဖြည်းဖြည်းနဲ့ဆော့ရလာဆိုတော့အေးရောမှာအိပ်ဖို့လိုရတယ်နောက်တစ်ခုက over training မဖြစ်စေနဲ့ တပတ်မှာမာဆယ်အုပ်စုတစုကိုကျွန်တော်တို့၁၀ကြော့ထက်မပိုစေနဲ့။နောက်ပြီးတော့ isolation exercise တွေခိုးခိုးပြီးတော့ဆရာမသိအောင်ခိုးခိုးဆော့လက်မောင်းတွေဖောင်းလာတာချက်တွေဖောင်းလာတာကိုလည်း cable cross တွေကစားပြီးချက်တွေဖောင်းလာတာကိုလည်းမပျော်နဲ့။ဆိုတော့ over training ဖြစ်တာတွေကိုလည်းတတ်နိုင်သလောက်လျှော့ပြီး။အဲ့တော့ဒီ video ရဲ့ရည်ရွယ်ချက်ကကျွန်တော်ပြောသလိုမျိုး skinny to fit ဖြစ်တယ်။ကျွန်တော်တို့အရန်ပိန်တဲ့အခါတိမ်ငယ်စိမ့်နဲ့ကျွန်တော်တို့ခန္ဓာကိုယ်ဖွံ့ဖြိုးခြင်းနဲ့ကြည်ပျော်ရှုပျော်ကြည်ကောင်းရှုကောင်းတောင်းတတင်းတင်းဖြစ်ခြင်းနဲ့အဲ့တော့ ်စားနေတယ်ကစားနေတယ်တေချာလေးအနားယူနေတယ်ပုံကျပန်းကျဖြစ်မလာတာရှိတယ်ကြော်သွားပြီးတော့ skinny to fat ဖြစ်သွားတာရှိတယ်အဲ့တော့အဲ့လိုဖြစ်ဆိုးမျိုးတွေမဖြစ်အောင်အတိတ်ပန်ဒီကျအကြောင်းချင်းရာတွေကဘယ်လိုဘယ်လိုဘယ်လိုရှိလဲလက်တွေမှာဘယ်လိုမျိုးကျင့်သုံးလို့ရမလဲဆိုတာကိုစားတွေးနဲ့ငါးတွေးကျွန်တော်ပေါင်းဆက်ပြီးတော့တတ်နိုင်သလောက်ရေဘူးပါလေးမျှဝေပေးခြင်းဖြစ်တယ်ထုံးစံလိုက်ပဲဒီဟာလေးကိုကျွန်တော်တေချာလေး template လေးလုပ်ထားတယ် အားလေးကို comment လေးမှာ YouTube channel ကို subscribe လုပ်ထားရဲဆိုရင်တော့လာပြီးတော့ခြားခဲ့လိုက် comment လေးရေးခဲ့လိုက် screenshot လေးလာပြလိုက်အားလေးကျွန်တော်ပို့ပေးမယ်အဒီဗီဒီယိုထဲမှာမိတ်ဆွေတို့အတွက်အကျိုးတစုံတည်းရရှိသွားတဲ့အတိတ်တစ်ခုရသွားတဲ့အချက်တစ်ချက်ပါလေးဖြစ်မလဲအဲအားလေးလေပူတွဲပြီးတော့ရေးသားပေးသွားပါအောင်အဆုံးထိစိတ်ရှိရှိနဲ့ကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဒီထက်ပို့ပြီးတော့ပြေဆုံးကောင်းမွန်တဲ့ဗီဒီယိုတွေဆက်ပြီးတော့လာပါမယ်